ဂုံကြည်ဖွားချိုင်းလို့ခေါ်တဲ့ရန်ကုန်မှာနစ်စင်ကျင်းပနေကြပြုတ်ရိုးရာနစ်တကူးနေ့ပွဲတော်ကတော့လာမယ့်ဇန်နဝါရီလ28ရက်နေ့မှာကြာရောက်ပါတော့မယ်။မကြခင်မြင်တွေ့ရတော့မယ့်တရုတ်နစ်ကူးပွဲတော်ကဘာတွေထူးခြားဖို့ရှိနေလဲ။တရုတ်ဝေဒပညာရ12နှစ်တာကာလကိုစိုးမိုးထားတဲ့ယာဒီ12កောင်ရဲ့နစ်စင်အလဲကျဖြစ်တဲ့ဒီနေ့တရုတ်ရိုးရာကျန်းနေ့မှာတော့ရိုးရာတလဲကိုဒိုင်းဆိုးရဲ့အားပေးမှုနဲ့ပိုပြီးစီကားအောင်ကျင်းပဖို့စီစဉ်နေကြပါပြီ။ ခါလဲနေနေမှာကျွန်တော်တုံနေတဲ့ကူပွဲမှာဈေးရောက်မယ်ဈေးရောက်ပြီးလို့ရှိရင်အဲအဲ့ဈေးတွေဝယ်ပြီးတော့ကြော့မယ်ကြော့ပြီးပွဲပြီးွားတယ်ဖြစ်တယ်ပေါ့ဒီနေ့ကျတော့ဒူးကြရဖြစ်တာကကျွန်တော်မြန်မာနိုင်ငံမှာရတဲ့အစီအစီကကျင်းပလို့ရတယ်ပေါ့နော်အခုဝင်ကြီးကအဲ့လိုခုပြပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့အစီအစီကလုပ်လို့ရဇန်နဝါရီ28ရက်နေ့တရုတ်နစ်တကူးနေ့မှာ လမ်းမတော်လမ်းကနေရွှေတဂုံဖျားလမ်းထိစီစီကားကားကျင်းပမဲ့ဒီပွဲတော်မှာတော့ တရုတ်ဘုံเจ้าကပြန်လဲဥဆောင်မဲ့ငကားအကတွေကလည်းယူးယူးကြွကြွပြန်လဲထွက်ပေါ်လာအောင်ပါပါတကယ်ကြီးဟောင်ကောင်နဲ့စင်ကာပူကိုရောက်တယ်လို့ပြုတ်နေကူကြီးကျယ်ကျပပဲကြားတယ်။မနေ့ကဗဒနာကိုးတန်ရလာပြီည7နိုင်ပြီလို့ပြောတယ်။လမ်းတွေပါပိတ်ပြီးတော့အကုန်လုံးဈေးဆိုင်တွေပါဆိုင်ဈေးဆိုင်တွေပါပြေးအောင်ပဲ။ကျော်ပြင်မှုတွေလုပ်ပြီးတော့တရုတ်ပြည်ကနေလည်းရင်ကျမှုအဖွဲ့တွေဖိတ်ထားတယ်လို့ကြားတယ်။ဘွဲတော်ရဲမှာတော့လမ်းမတော်လမ်းစင်အိုတန်လမ်းလတာလမ်းဘိုရွယ်လမ်းနဲ့ ရွှေဒဂုံဖျားလန်းတွေမှာမန်တက်၅ခုစောက်ပြီးကျင်းပတွားမှာဖြစ်ပါတယ်။မန်တက်တစ်ခုနဲ့တစ်ခုကြားတရုတ်ရိုးရာပျက်စီးပြခန်းတွေပြတာတွားဖို့ရှိပြီးတရုတ်ဂုံတွေကြီးများတင်ဟူကျန့်တရုတ်အမျိုးသားတင်ယူနန်တရုတ်အမျိုးသားတင်ကွမ်တုံတရုတ်အမျိုးသားအတင်းနဲ့တရုတ်ကုတိုဖြစ်အတင်းတို့ကမျိုးနွယ်စုလိုက်ဥဆောင်တွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မိထုံးနဲ့ပွဲကိုကျွန်တော်တို့ကတရုတ်နေတကူဒီ distance 5နဲ့ဒီကိုတို့က လို့ရရှိတဲ့တကြောင်ကျွန်တော်တို့ကဒီ January လ28ရက်နေ့ဖေဖော်ဝါရီလ12ရက်နေ့ဒီကို Nissan Sangani ဖြစ်တဲ့ပြုံး Nissan Sangani ဖြစ်တဲ့ဖေဖော်ဝါရီလ12ရက်နေ့ကိုကျွန်တော်တို့ထူးညီသွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုထူးညီတယ်ဆိုတော့အဲ့ဒီမှာနိုင်ငံသားတွေကနှစ်ခုမှရောက်လာတဲ့အခါမှာအဲ့တရေတဲ့မမိရင်နောက်နှစ်မှာဒီမိဘုံတွေချိတ်တည်းကြီးလာရင်ဒါပြုတ်ယူစမ်းရဲ့အငွေ့ဟိုဒီချိုးရအငွေ့ကြီးခံစားနေအောင်လို့ကျွန်တော်ဆောင်ရည်နေချစ်ဖြစ်ပါတယ်။ နေတကူအထိမ့်မှဖွံ့ပွဲပိတ်ပွဲကိုတော့ရွှေဒဂုံဖျားလန်းကဗဟုမန်တက်မှာပဲကျင်းပတော်မှာပါ